်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးရန်ကုန်မြို့မှာငလင်တိတိတတာလှုပ်ခတ်မှုဖြင့်အထက်မြင့်လူနေတချို့လမ်းမပေါ်ပြေးဆင်းရတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရန်ကုန်မြို့မှာမနေ့ကအောက်တိုဘာ18ရက်ည7:00နာရီ9မိနစ်ဝန်းကျင်ကငလင်တိတိတတလှုပ်ခဲမှုဖြစ်ပွားခဲ့ပြီးအထက်မြင့်နေသူတို့လမ်းမပေါ်ပြေးဆင်းခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီငလင်လှုပ်ခဲမှုကိုရွှေပြည်သားမရန်ကုန်တာမွေလှိုင်သားရကမာရော့လတာကြည်မြင်တိုင်းအလုံးတကေတဒေါ်ပုံမြင့်နီကုန်းစမ်းချောင်းလမ်းမရော့ဘဘဲဒန်တန်လင်းလိုင်းတွန်တေကော်မူအင်းစိန်သူဝနာတင်ငယ်ကျွန်ကြောင်မြောင်းကလာပါရွှေပေါကံတောက်ကလာပါပဇွန်တောင်ဘုတ်တထောင်း မင်္ဂလာတောင်ညို့တကုံမြို့တိမြောက်ပိုင်းတကုံစိတ်ကံမင်္ဂလာတုံအစရှိတဲ့နေရာတွေမှာတိတိတတ်တာခန်းစားခဲ့ရတယ်လို့မြို့နေပြည်သူတွေကပြောပါတယ်။ရန်ကုန်ကလေးတအားချမ်းနဲ့တိုက်ခိုင်ရန်သွားလို့ခဏငိမ့်တာနဲ့အောက်ဆင်းပြေးရတယ်လို့စမ်းချောင်းမြို့နယ်မှာနေထိုင်သူတယောက်ကပြောပါတယ်။ မိုးလီဝတာနေဇလဗီရာညွှန်ကြားမှုဦးစီးဌာနရဲ့မနေ့ကအောက်တိုဘာ18ရက်ညပိုင်းအချိန်ထုတ်ပြန်ချက်အရမြန်မာစံတော်ချိန်7:00နာရီ9မိနစ်18စက္ကန့်အချိန်မှာကဘာအီမြင်းကလင်းစခန်းမှာ အနောက်အနောက်တောင်ဘက်တမိုင်ကန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်ညောင်လက်ဒီမှာ16.86ဒီဂရီအရှိလောင်ကြီးအရှိလောင်ကြီးတို့66.15ဒီဂရီအနက်15ကီလိုမီတာကိုပဟိုပြူပြီး အင်အားရက်တာစကေ3.6အဆင့်ရှိအင်အားအနည်းငယ်ရှိတဲ့မြင်းငလင်တစ်ခုလှုပ်ရှားသွားတာကိုတိုင်းထွာရရှိခဲ့တယ်လို့သိရှိရပါတယ်။ငလင်လှုပ်သွားတာလေတန်းမှာတော်တော်အသိသားတဲ့ဒီရပိုင်ငလင်သတိထားဖို့လိုမယ်ထင်တယ်။ကိုရီနောက်မှာတိုက်ပေါ်ကလူတွေပါပြေးစင်းကြတာပြည်သူတယောက်ကပြောပါတယ်မြင်းငလင်တရင်များ မင်းကလေးတရင်မြောင်စင်တာရဲ့ထုတ်ပြန်ချက်မှာတော့မနေ့ကအောက်တိုဘာ18ရက်ည7:00နာရီ9မိနစ်အချိန်ကရန်ကုန်တိုင်းဒလမြို့မြေအောင်အနက်၄မိုင်မှာမက်ဂနီကျူ3.9အစဉ်ရှိမင်းကလေးငယ်တစ်ခုလှုပ်ခတ်သွားတယ်လို့အတည်ပြုထားပါတယ်။ ။ပြီးခဲ့တဲ့ဩဂုတ်လ20ရက်နေ့ကလည်းကမ္ဘာအေးမြင်းကလေးစခန်းမှာအနောက်တောင်ဘက်56မိုင်ခန့်ကွာဝေးတဲ့မြမပင်လေပြင်မြောက်လက်တီတို့16ဒသမ39ဒီဂရီအရှေ့လောင်ကြီးတို့95ဒသမ6ဒီဂရီအနက်138ကီလိုမီတာကိုဗဟိုပြူပြီးအင်အားရက်စတာစကေး၄ဒသမ8အစင်းရှိအင်အားနေငယ်ရှိမြင်းကလေးတစ်ခုလှုပ်ရှားခဲ့ပါသေးတယ်။အခုလိုငလင်လှုပ်ခဲမှုတွေဟာစကိုင်းပြည့်ရွေးကြောင့်ဖြစ်ပြီးငလင်ငယ်တွေကြိုးကြကြိုးကြတခါတလေလှုပ်ခဲတတ်တာယခုနှစ်ယခုလမှထလှုပ် ဒါမျိုးမဟုတ်ဘဲအရင်နှစ်တွေကလေးကဖြစ်နေကြဖြစ်တယ်လို့ငင်းငလင်းသတင်းစင်တာမှတာဝန်ရှိသူကပြောပါရယ် ခုချိန်မှာငလင်တရင်းတွေပြန့်နေနေလို့လူအများကမြေငလင်ကိုအရင်ကထက်ကိုဆဲစားပို့ပြီးကြောက်နေကြတာစိတ်မချမ်းမြေ့ဖွယ်ရာမြင်တွေ့နေရတယ်။အရန်ကြီးစိုးရိမ်မနေပဲတတိသာချက်ပြီးတင်းငိမ့်စွာနေထိုင်တက်မာတယ်။အန်ရီမရှိတဲ့ငလင်ငယ်ကိုအထူးတလဲခံမဲပြနေဖို့မလိုအပ်ဘူးလို့ထင်ပါတယ်။လူအများထိတ်လန့်မှုသာအဖက်တင်ပါလိမ့်မယ်လို့သူကပြောပါတယ်။အခုလိုရန်ကုန်မှာငလင်လောက်တာဟာပြင်းရသိမ့်မကြီးပေမဲ့ရန်ကုန်မြို့မှာတည်ရှိတဲ့နေရာကမြေပြော့ဖြစ်တဲ့အတွက်ငလင်ကိုတိတိတသာခန်းစားရတာဖြစ်တယ်လို့ငလင်ပညာရှင်တယောက် ောက်ကပြောပါရယ်ရန်ကုန်မြို့တည်ရှိတဲ့ ERI မြို့ဝကျုံမော်ဒေတာကြီးတစ်ခုလုံးဟာမြေပြော့တွေနဲ့ဖုံးလွှမ်းထားတာဖြစ်ပါတယ် ERI မြေချင်းတွင်မြေစစ်တောင်းမြေစတဲ့မြေလက်တက်တွေအများကြီးကနေပင်လယ်ထဲကိုစီးဝင်လာတဲ့အချိန်မှာပို့ချထားတဲ့နှုံးတွေမြေပြော့တွေရှိနေတာကြောင့်ဖြစ်ပါတယ်လို့သူကပြောပါရယ် အဲ့ဒီမြေပြောက်တွေဟာရန်ကုန်အပြင်အနောက်ဘက်ဆိုပတိမြောက်ဘက်ဆိုရင်ပြည်မျိုးမရောက်ခင်နေရာအထိဖုံးလွှမ်းထားတာဖြစ်ပြီးဒီလိုမြေပြောက်မျိုးမှာငလင်လှုပ်တဲ့အခါထွက်လာတဲ့ငလင်လိုင်းကမြေပြောက်ထဲမှာဖျက်ဆီးရတဲ့အတွက်မူလလှုပ်ရတဲ့အစထက်ပိုပြီးတော့ကြီးသွားတာဖြစ်တယ်လို့ဆိုပါတယ်။လိုင်းရဲ့သွားပုံကအတန်လိုင်းနဲ့အတူတူပဲဖြစ်ပြီးရေလဲပါကမြေပြောက်တွေထဲမှာငလင်လိုင်းဖျက်လို့ပါကမူလထက်ပိုပြီးငလင်လိုင်းကိုကြီးထွားစေတဲ့အတွက်ရန်ကုန်မြို့မှာငလင်လှုပ်တဲ့အခါအင်အားနည်းပေမဲ့အရန်ပြင်းထန်သွားတာမျိုးခံစားရတာဖြစ်တယ်လို့သူကပြောပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ NCA စာချုပ်ကိုအကောင့်ထဲပို့ရန်နဲ့တိုင်းပြည်ခွဲထွက်ရေးလုံးဝလက်မခံဟုမင်းအောင်လိုင်းပြောပြန်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ KNU CNF ABSDF အပါအဝင်တိုင်းဒေါ်ဒေါ်လာရေးအဖွဲ့6ခုကစက်ကူစုပ်ဖြစ်သွားပြီဟုကြေညာထားသော NC အပြည့်ရဲ့စာချုပ်ကိုအကောင့်ထဲပို့ရန်လက်မှတ်ထိုးထားသည့်အဖွဲ့များအလုံးပါဝင်ရမည်ဟုအကြံဖက်မင်းအောင်လိုင်ကပြောဆိုပြန်ပါသည်။ယမန်နေ့နေပြည်တော်တွင် NC စနစ်ပြည့်အခမ်းအနားလာတက်သောအပြည့်ရဲ့လက်နက်ကိုင်အချို့နှင့်တွဲဆုံစဉ်အကြံဖက်မင်းအောင်လိုင်ကထိုးထုတ်ပြောဆိုခြင်းဖြစ်ပါသည်။တနိုင်ငံလုံးအပြည့်ခက်ရဲစဲရေး NCA စာချုပ်မှရင်ဆိုင်သွားပြီးစက်ကူစုပ်တစ်ခုဖြစ်ရောက်ရှိသွားပြီဖြစ်ကြောင်းကရင်မျိုးသား CEO ုံ KNU ချင်းမျိုးသားတပ်ဦး CNF ပအို BNL ABSDF NSB နဲ့ NDU တော်လှန်ရေးတပ်များကအောက်တိုဘာ23ရက်နေ့တွင်စုပေါင်းထုတ်ပြန်ကြေညာထားတော်လဲမင်းအောင်လိုင်က NCA ကိုဆက်လက်အကောင့်ထဲပေါ်သွားမည်ဖြစ်ကြောင်း NCA ကိုဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်အတွက်ရွေးချယ်ခံအစိုးရလွှတ်တော်ရှိရန်လိုကြောင်းမူလစတင်လက်မှတ်ရေးထိုးစဉ်ကလေးကလွှတ်တော်အစိုးရတက်မတော်နိုင်ငံရေးပါတီများတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး NCA တွင်ပါဝင်ခဲ့ကြတဲ့အဖွဲ့ ေ့စည်းများအားလုံးပါဝင်ရန်လိုကြောင်းမင်းအွန်လိုင်းကဆိုပါတယ် တိုင်းဒေသလက်နက်ကိုင်အဖွဲ့များအနေဖြင့်စစ်တပ်ကနိုင်ငံတော် တာဝန်ထမ်းဆောင်နေခြင်းဖြစ်တဲ့အတွက်ဆက်လက်ဆွေးနွေးဆောင်ရွက်မှုမရှိ၍ငင်းချင်းဤလုံငန်းစဉ်များနှောင့်နှေးခဲ့ကြောင်းရွေးကောက်ပွဲတည်ငင်းချင်းဤလုံငန်းစဉ်အတွက်အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်သဖြင့်လွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအဖက်ဖက်မှပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်နှင့်ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးထွက်ပေါ်လာသည့်အစိုးရနှင့်အတူငင်းချင်းဤလုံငန်းစဉ်များ၌ဆက်လက်ပါဝင်ပူးပေါင်းဆောင်ရွက်သွားရန်မင်းအောင်လိုင်ကဆိုပါသည်။ ောင်းရှိခုနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီး NCA ကိုဆောင်ရွက်ထားခြင်းဖြစ်ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည့်အတွက်လက်ရှိချိန်တွင်အခိုင်အမာဆုံးဖြစ်ကြောင်းအခြေခံဥပဒေအားပြင်ဆင်ရေးရှာသည့်များကိုပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်းဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်ဆိုတော်လည်းနိုင်ငံ내ကိုက်ညီသည့်ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ရန်လိုကြောင်းဖြစ်ချင်တာထက်ဖြစ်နိုင်တာဖြစ်တဲ့နာကိုပုံမှုဦးစားပေးပြီးဆောင်ရွက်တဲ့ကြောင်းတိုင်းပြည်ခွဲထွက်ရေးကိုစစ်တပ်ကလုံးဝလက်မခံကြောင်းမင်းအောင်လှိုင်ကပြောဆိုပါတယ်။ ကရင်မျိုးသားစီယုံ KNU ချင်းမျိုးသားတက်ဦး CNF ပအို PNL ABSDF NSP နဲ့ NDU တို့လည်းတည်းအော်တိုဘာလ7ရက်နေ့ထုတ်ပြန်ကြေညာချက်မှာအာနာသိမ့်မှုတင် NC စာချုပ်ဤအနှစ်သာရအခြေခံမှုများနဲ့ရည်မှန်းချက်များကိုပြောင်ပြောင်တင်းတင်းဖြည့်ဆည်းလိုက်ပြီးဖြစ်ပြီး NC အကောင့်ထဲပေါ်မှုလုံငယ်စင်လေးရဆိုင်သွားကစက်ကူစိုးတစ်ခုအဖြစ်ကိုရောက်ရှိသွားစေကြောင်း NCA စာချုပ်ပေါ်ကျင်းဝတ်ဆောင်ထင်းခြင်းမရှိဘဲအချင်းချင်းချိုးဖောက်ခဲ့သောစေုပ်စုကပြည်သူလူထုကိုအင်အားသုံးကပုံစံမျိုးမျိုးဖြင့်ဖက်စီနှိပ်ဆက်တက်ဖြတ်လာခဲ့သည်တာမကလေးချောင်းတိုက်ခိုက်မှုများအပါအဝင်ပြည်သူလူထုကိုအကြမ်းဖက်တက်ဖြတ်မှုများနေ့စဉ်ကျွလွန်နေကြောင်းထောက်ပြထားပါသည်စေအုပ်စုရဲ့ NCA အမိခံပြည်ပြုတ်လုတဲ့ဟန်ပြလုပ်ငန်းစဉ်များနဲ့စေအုပ်စုမှ၎င်းတို့ကိုယ်တိုင်ချိုးဖောက်ခဲ့ပြီးပြက်ပြဲသွားပြီဖြစ်သော2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှကျင်းပရန်ပြင်ဆင်နေတဲ့အတွေ့အော်ရွေးကောက်ပွဲတို့ဟာဆေးအာဏာရှင်များက နိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရေးတရားဝင်မှုရှိရန်ကြိုးပမ်းခြင်းသာဖြစ်ကြောင်းနိုင်ငံ၏အကျက်တဲနှင့်ပြည်သူလူထု၏ဆင်းရဲဒုက္ခများကိုဖြေရှင်းနိုင်မည်မဟုတ်ပေပရိပက္ခများသာပုံရိပ်ရှင်းလျားစေမည်ဖြစ်ကြောင်းတိုင်းဒေသတော်လှန်ရေးတပ်ဖွဲ့၆ခုကကြေညာထားတယ်လို့သိရပါဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အာနာသိမ့်မှုကြောင့်ငင်းချင်းလုံငန်းစဉ်ရပ်တန့်သွား၍ယုံကြည်မှုပြန်တည်ဆောက်ရန် RCSS ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကော်မရှင်အနေဖြင့်၎င်းတို့အာနာထိန်ချုပ်လိုက်မှုကြောင့်ငင်းချင်းလုံငန်းစဉ်များရပ်တန့်သွားမှုကို EAO များနဲ့ယုံကြည်မှုတည်ဆောက်ခြင်းအားပြန်လည်ဖော်ဆောင်ရန်အပြည့်ရဲ့အဖွဲ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကထုတ်ပြောလိုက်ပါတယ်။ ထို့အပြင်နှစ်ဦးနှစ်ဖက်ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းနဲ့လက်မဲ့ရေးထိုးထားတဲ့သဘောတူစာချုပ်အတိုင်းအကောင့်ထဲမပေါ်နိုင်ခြင်းစသည်တို့ကြောင့်အပြည့်ရစာချုပ် NCA အကောင့်ထဲမပေါ်နိုင်ခြင်းဖြစ်ကြောင်း RCSS ကထောက်ပြထားပါတယ်။အစိုးရစစ်တမ်းနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့ဆဲပွဲတို့ကြောင့် NCA လက်မဲ့ရေးထိုးမှုတင်အောက်တိုဘာ15ရက်တွင်ဆင်းနစ်ပြေခဲ့ပြီးထို့အတွက်စစ်ကော်မရှင်ကနှိစက်သူများနဲ့အခမ်းအနားပြုလုပ်ခဲ့ပြီးနောက် RCSS ကယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ထို့အပြင်စစ်ကော်မရှင်ကအာဏာသိမ်းပြီးနောက်ပြုလုပ်သည့် NCA နာများကိုလည်းတက်ရောက်ခဲ့ခြင်းမရှိဘဲကိုရိုင်းတက်ရောက်လေရှိတဲ့ RCSS ရဲ့ဥက္ကဋ္ဌဖြစ်သူဗိုလ်ချုပ်ကြီးရွတ်စစ်သည်ယခုနှစ်တွင်မူကိုယ်စားလှယ်သာဆင်လွတ်ခဲ့ပါတယ်ဗိုလ်ချုပ်ကြီးရွတ်စစ်ဟာ လက်ရှိလက်ကျန်အဖြစ်ရအဖွဲ့များရဲ့မဟာမိတ်ဖွဲ့ 7EA ကို Alliance ခေါင်းဆောင်လေးဖြစ်ပြီး NCA 10နှစ်ပြည့်အခမ်းအနားဖြစ်မြောက်ရေးဖိတ်ကြားရေးတို့အတွက်တွေ့ဆုံမှုများတွင်တက်ရောက်ခဲ့ပါသည်။အဆိုပါအချိန်နှင့်ပတ်သက်၍သိရှိမေးမြန်းနိုင်ရန်တရင်ဌာနကတယ်လီဖုန်းဖြင့်ထုတ်ပြန်ချက်ပါ RCSS တာဝန်ရှိသူများထံအချိန်ချင်းတိုင်းဆက်သွယ်ခဲ့တော်လဲလက်ရှိအချိန်ထိပြန်လည်ဖြေဆိုခြင်းမရှိပေ။